2025ခုနှစ်အော်တိုဘာလ9ရက်နေ့နနက်9:00နာရီချိန်ထုတ်ဖြန်ချက်ဘင်္ဂလားပင်လယ်အော်အချင်းဒီမှာကပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်တိုရင်းမုတ်တုံးလီအာနငိမ်မှာအာတင့်တင့်ရှိနေပါသည်ထူးခြားသည့်အချင်းဒီမှာယနေ့မြမစံတော်ချိန်နနက်9:00နာရီချိန်တိုင်းထွာချက်များရောက် BNN နိုင်ငံမြောက်ပိုင်းဒေသများကိုဖျက်ကျော်ခဲ့တော့အပူပိုင်းမုန်တိုင်းမတ်နိုသည်အနောက်အနောက်မြောက်ဖက်သို့ရွေ့လိုက်ခဲ့ပြီး BNN နိုင်ငံနှင့်တရုတ်နိုင်ငံနှင့်ဆက်တိုတို့ကုန်တွဲမုန်တိုင်းငယ်အဖြစ်အာရုံသွားထည့်ပြီးဖြစ်ပါသည် ယနေ့ညနေအထိခမ်းမန်းထက်မှာမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့်ချင်းပြည်နယ်တို့တွင်နေရာကွက်ကြားမိုးထီထွန်းရွာမည်ဖြစ်သည့် နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်အထက်ပိုင်း၊ကယားပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်နေရာကျဲကျဲ၊ရန်ကုန်တိုင်းဒေသကြီး၊အေရော်ရီတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာစိတ်စိတ်နှင့်တနင်္သာရီတိုင်းဒေသကြီး၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာနှံပြားမိုးထချုံမြုံမီဖြစ်သည့် မိုးဒိန်တောင်ထုပေါမှုအခြေအနေမှာ AI တိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းညင်အရှေ့ပိုင်းတို့တွင်မိုးဒိန်တောင်များထုပေါမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးဒိန်တောင်များရွေလောင်းရနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနှင့်မိုးသီးကြွေခြင်းစသည့်မိုးလေဝဲတာဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံအပြုအပ်ပါသည်မြမပင်လေပြင်းမှာလှိုင်းအသင်းတင်ရှိမည်လှိုင်းမြမမြမကမ်းရိုးတောင်တစ်လျှောက်နှင့်ကမ်းလွန် ပင်လေပင်တို့တွင်6ဖေမှ၄ဖေကရှိနိုင်ပါသည်။နောက်နေ့ရက်ထွက်ခမန်းချက်မှာရှမ်းပြည်နယ်တွင်မိုးပေါ်လာနိုင်ပါသည်။နေပြည်တော်နှင့်အနီးအတဝိုက်ရန်ကုန်မြို့နှင့်အနီးအတဝိုက်မန္တလေးမြို့နှင့်အနီးအတဝိုက်တို့တွင်ယနေ့ညနေအထိခမန်းချက်မှာနေရာကွက်ကြားမိုးထွေချုံရွာမိဖြစ်သည်။